Hello welcome to Let's Talk Science. Let's Talk Science ဆိုတာနေကျေးဇူးပါတယ်။ဆိုတော့ဒီနေ့ကကျတော့ကျွန်တော်မိထားတဲ့မိကွန်လေးတချို့ကိုကျွန်တော်ပြပြတော့မှာဖြစ်ပါတယ်။ဆိုတော့ပထမတစ်ခုကကျတော့ဒီဂျပန်မှာ language school ဘယ်အချိန်တွေတက်ရလဲပေါ့နော်။ပြီးရင်ဒီအကြောင်းပွဲရဲ့ရှီတွေကကျတော့ဘယ်တော့ပိတ်တာလဲပေါ့နော်။ပြီးရင်နောက်တစ်ခုကကျတော့ဒီဂျပန်မှာ language school တက်မှာဆိုရင်ကိုတက်တက်ဟာနဲ့ကိုရှာတာနဲ့ လောက်လာပါတော့အာဒီမေကွန်လေးသုံးခုကိုကျွန်တော်ပြပြတော့မှာဖြစ်ပါတယ်ဆိုတော့ပထမတစ်ခုကကျတော့ဒီဂျပန်မှာ language school ကဘယ်ချင်းတက်ရတာလဲပေါ့နော်အဲ့တော့ဒီ language school လို့ပြောလိုက်ရင်များသောအားဖြင့်ကျွန်တော်တို့တက်ရတဲ့အချိန်က2ချိန်ရှိရပေါ့နော်ပထမတစ်ချိန်ကကျတော့ဒီမနက်9နာရီကနေ7နာရီကျော်လောက်ထိပေါ့နော်အာပြီးရင်ဒုတိယတစ်ချိန်ကကျတော့ဒီအာ တနာရီကနေ၄နာရီခွဲလောက်ထိပေါ့အဲ့တော့ဒီနှစ်ချိန်တည်းမှာဒီဘယ်ချိန်လဲတော့မသိဘူးเนาะចောင်းបំមូឌីပြီးတော့អឺ class ក៏꿰တယ်နှစ်ခုတည်းကတစ်ခုတော့တက်ရလိမ့်မယ်ប៉ុเนาะဆိုတော့ឧបមាဒီមណက်ប៉ိုင်းចောင်းတက်ရတဲ့လူတွေဆိုရင်ညနေប៉ိုင်းတွေនីលីបက်တွေលុលុយ៉ាတယ်ប៉ុเนาะអឧបមាကျွန်တော်ဆိုရင်ဒီអឺនីលីបက်တက်ရတဲ့အတွက်ចောင်းមណက်ប៉ိုင်းနဲ့ဒီညဆိုင်ប៉ុเนาะអឌីနှစ်ခုတည်းကលុលុយ៉ាပါတယ်အဲ့တော့ចောင်းបွေးရဲ့ឈីរីក៏បែរတော့လဲဆိုတော့ ဒီဂျပန်မှာကျွန်တော်တို့ဒီလိုပိတ်ရအရေးကြီးပေးတာပေါ့နော်ဥပမာရက်20တို့အဲ့လိုမျိုးတွေအရေးကြီးပေးတာကြတော့ကျွန်တော်တို့အာအနွေဦးတခါရဲပြီးရင်ဆောင်းရသည်ပေါ့နော်ဆောင်းဦးပေါ့နော်ဒီမှာ golden way တို့အဲ့လိုမျိုးတပတ်ပိတ်တာတို့ဘာတို့ကကြတော့ကျွန်တော်တို့နိုင်လीဆိုရင်လုတ်ခွင့်မပေးဘူးပေါ့နော်အဲဂျားရက်ဒီတခါတလေတရက်တို့ပိတ်တာတို့အဲ့လိုမျိုးပိတ်တာတွေကတော့အများကြီးရှိတယ်ပေါ့အဲ့လိုចောင်းပေးရတွေမှာဆိုရင်ဂျပန်ចောင်းဒီဒီမှာចောင်းတက်နေတဲ့လူတော်တော်များများကဒီအဲအလုပ်တွေနိုင်40ဒီလုတ်ကြတယ်ပေါ့နော် အနောက်ခုကကြတော့ဒီဂျပန်မှာ language school တက်မယ်ဆိုရင်ကိုတက်တာနဲ့လောက်လာပါတော့အဲ့တော့ကျွန်တော်ဒီမိကုန်းကကြတော့ကျွန်တော်ထည့်ထားတာပါเนาะအာကျွန်တော်တို့ဒီဂျပန်မှာအကြောင်းလာတက်တဲ့လူတော်တော်များများကဒီနိုင်40လောက်ရတဲ့ဟာကအသက်ပဲပေါ့เนาะဘာလို့လဲဆိုရင်ကျွန်တော်တို့အကြောင်းလာကတွေဈေးကြီးတဲ့အခါမျိုးတွေကျွန်တော်တို့28နိုင်နဲ့မလောက်တဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့ဒီနိုင်40ကိုဟိုကျူစားပြီးလောက်ကြရတယ်ပေါ့เนาะလောက်လာလို့ဒဲအိမင်းတော့ဟိုလောက်တယ်လို့ဖြီးလို့ရတယ်ပေါ့เนาะဘာလို့လဲဆိုရင်ဒီခုနကပြောတဲ့ဒီចောင်းပေးရဲ့ တွေနိုင်40လောက်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့လောက်တယ်ပေါ့နော်အဲ့လိုမျိုးအချိန်ကာလမှာဆိုရင်ဒီကျွန်တော်နိုင်40လောက်လို့ရတယ်အဲအဲ့လိုမျိုးဆိုရင်ပတ်စံကဘယ်လိုပြောမလဲနည်းနည်းပူရတယ်ပေါ့နော် ပို့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့အကြောင်းလာကပေးဖို့အတွက်တော်တော်လေးအထောက်အကူဖြစ်တဲ့ပြီးရင်ဒီကျွန်တော်သူများတွေပြောပြောနေတဲ့လက်ပေးတို့ဘာတို့အဲ့လိုမျိုးတွေကိုတော့အာကျွန်တော်မပြောတော့ဘူးပေါ့နော်ဒီဘောင်အတွင်းမှာလုံမယ်ဆိုရင်ဒီနိုင်လေးစေတို့ကိုကျူစားပြီးလုံမယ်ဆိုရင်အဲလောက်ပါတယ်ဒါပေမဲ့အင်ကိုအဲ့လိုမျိုးဒီစုစုခက်ခဲပေးနိုင်တာမျိုးတော့မရှိဘူးပေါ့အဲ့ဒီအတွက်ကြောင့်ဒီအင်ကိုကြီးရတဲ့လူတွေအတွက်ကကြတော့ဒီနည်းနည်းတော့ပင်ပန်းလိုက်မယ်ပေါ့နော်အာဒါပေမဲ့ဘလို့ပဲပြောပြောဂျပန်ကိုလာပြီးတော့ဒီအဲចောင်းလာတက်တဲ့လူတွေထဲမှာဒီပညာရေးကိုအရန်လိုချင်ပြီးတော့ဒီ အာဘယ်လိုပြောမလဲအာကိုမိဘပတ်စံရှိလို့လာတက်တယ်ဆိုတာအရန်နဲပါတယ်ဗောနော်အာဒီဗီဒီယိုကြည့်ပြီးတော့ဒီတစုံတရာအကျူးရှိမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်ဒီနောက်ပိုင်းဗောနော်ဒီပို့ပြီးတော့ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့အဲအကြောင်းအရာလေးတွေပြီးရင်ဒီပို့ပြီးတော့ဘူတုဒတ်ဖြစ်မဲ့ဆွေးနွေးမှုတွေကိုကျွန်တော်အာဗီဒီယိုလေးလုပ်သွားမှာဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပေးကြလို့ကြည့်တင်ပါတယ်ဘိုင်ဘိုင်